င်ရပန်အမျိုးသမီးတွေကိုအချစ်ကျမ်းနဲ့မြန်မာနိုင်ငံရဲ့အမျိုးသားတရုတ်ဆောင်9ယောက်ပြည်သူများလုံးမင်္ဂလာပါရှင်ဆက်လင်းစိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် လောကကြီးမှာအချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားရှိပါတယ်ဒီဗီဒီယိုထဲမှာတော့ကိုချစ်တဲ့ချစ်စနီးမယားတွေကိုအချစ်ကြီးအမျက်ကြီးပြီးတော့လက်သီးစာကြွေးခဲ့ကြတဲ့အမျိုးသားနည်းပညာရှင်တွေကိုတင်ဆက်ပေးသွားမှာပါနံပါတ်၁ဖုန်းရှန်လလလလကမှာချစ်သူဇနီးမယားကိုအချစ်ကြမ်းကြမ်းနဲ့လက်သီးစာကျွေးလို့ပြဿနာတက်ထားသူကတော့ရခိုင်လူမျိုးတယောက်ဆောင်မင်းသားဖုန်းရှန်ဖြစ်ပါတယ်။ဖုန်းရှန်ကအစောပိုင်းမှာတော့ဈေးမှုနဲ့ထောင်ချခဲ့ရပါဒါပေမဲ့ချစ်သူဟောင်းမေက ဖုန်းရှန်ပြန်လွတ်လာအပြင်းမှာချစ်ကြိုက်လက်ထပ်ပေါင်းသိမ်းခဲ့ပါတယ်။အစောပိုင်း င်းမှာတော့မမ်မေနဲ့ဖုံးရှန်ကအနုပညာလောကမှာအားလုံးကအားကြရတဲ့ဇနီးမောင်နှံမှာဒါပေမဲ့နောက်ပိုင်းမှာတော့ဖုံးရှန်ကနောက်မီလင်းပြီးတော့ဆေးသုံးတာနဲ့ဇနီးဖြစ်သူမမ်မေကိုကိုတိလိုက်ရောက်အဆုံးကြီးလောင်းလို့ဖုံးရှန်ကိုချစ်ချမ်းတဲ့အနုပညာရှင်ဖြစ်သတ်မှတ်ထားကြပါတယ်။ နံပါတ်1မင်းရစာမင်းရစာဟာနာမည်ကြီးရုပ်ရှင်မင်းသားမဟုတ်ပေမဲ့မြန်မာဗီဒီယိုခေတ်ကောင်းစဉ်မှာတော့နေကြိုက် fighting ကားတွေမှာခေါင်းဆောင်မင်းသားနေရာကနေမနာရန်တရုပ်ဆောင်ရတဲ့မင်းသားပါဒါပေမဲ့လည်းအခုချိန်မှာတော့မင်းရစာကအနုပညာအလုပ်တွေကိုဆက်မလုပ်နိုင်တော့ပဲထောင်ထဲကိုရောက်နေပါပြီဒါကတရုပ်ဆောင်မင်းရစာနဲ့ဇနီးဖြစ်သူတို့ဟာသူ့ရဲ့အင်အကူကောင်မလေးကိုမလုံသိမလုံထိုက်တာတွေကိုလုပ်ခဲ့ရကြောင်းစစ်တမ်းခန်းစားနေရတာဖြစ်ပါတယ် ဒီလိုလုံးရက်တွေအတွက်အနုပညာလောကမှာမင်းရစာရဲ့နာမည်ကပြတ်သွားပြီဖြစ်ပြီးတော့ပြန်လာဖို့တောင်မလွယ်တော့ပါဘူး။နံပါတ်3ဝေလူကျော်ပရိုက်တာမင်းသားကြီးဝေလူကျော်ကသူ့ရဲ့လုံးရက်တချို့ကြောင့်နာမည်ပြတ်သွားတဲ့အနုပညာရှင်စီရင်မှာထိတ်ဆုံးကားရှိနေပါတယ်။ဒီမတိုင်ခင်မှာတော့အားလုံးသိကြတဲ့တရုတ်ဆောင်မင်းသားဝေလူကျော်ကပရိသတ်တွေချစ်တဲ့ထိတ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့ရပါဘူး။ သူရဲ့လူမှုအကျိုးပြုပရိသတ်လုပ်ငန်းတွေကြောင့်မြန်မာတနင်္ဂနွေလုံးရဲ့ချစ်ခင်အားပေးမှုမြတ်တာကိုအစွမ်းကုန်ရခဲ့ပူပါတယ်။ဒါပေမဲ့ဝင်လူကျော်တယောက်မိုးသိညမှာအလမဲ့တင်းတင်းကိုထမင်းကျော်ကျွေးအပြီးမှာအကျဉ်းချခံခဲ့ရပါတယ်။ဒီတဲ့ပို့ဆိုတာကမင်းသားဝင်လူကျော်ဟာချေးထားတဲ့အကျွေးကိုပြန်မဆက်လို့တရားစွဲခံရတဲ့ကိစ္စတွေပါ။အသေးစိတ်ပြောရရင်တော့ပရိသတ်မင်းသားကြီးဝင်လူကျော်ဟာအမေရိကန်နိုင်ငံမှာနေထိုင်တဲ့မြန်မာအမျိုးသမီးတယောက်ရဲ့ငွေချေးပြီးတော့ပြန်မဆက်ပြီးရဲ့နောက်ပိုင်းပို့ပြီးတော့နာမည်ကျဆင်းခဲ့ရပါတယ်။ နံပါတ်၄မိုးရံစွန်မြမတန်အစိုးရတဦးရဲ့သားဖြစ်သူမိုးရံစွန်ဟာမိခင်ဖြစ်သူရဲ့အနုပညာသွေးအပြည့်ပါပြီးတော့နာမည်ကြီးအနုပညာရှင်တဦးဖြစ်ပါတယ်။အထူးသဖြင့်တော့မိုးရံစွန်ကအကယ်ဒမီရတဲ့ထိပ်တန်းမင်းသားမဟုတ်ပေမဲ့ရုပ်ရှင်ဇာတ်ကားဗီဒီယိုဇာတ်ကားတွေရုပ်သံ TV ဇာတ်လမ်းတွေမှာမကြာခဏပုံမှန်လိုလိုပါဝင်တရုပ်ဆောင်ရပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့မိုးရံစုံရဲ့လုံရက်တချို့ကြောင့်နာမည်ကျသွားခဲ့ရပြီးတော့အခုဆိုရင်တော့မိုးရံစုံရဲ့နှုတ်ပညာလှုပ်ရှားမှုတွေကမရှိသလောက်နှဲပါသွားပါပြီ။ဒီလိုမျိုးနှဲပါသွားရတဲ့အဓိကအကြောင်းရင်းကချစ်သူမိန်းကလေးပေါ်မှာထားတဲ့မိုးရံစုံရဲ့လုံရက်တချို့ကြောင့်ပါ။အတူတပြည့်နာမည်ကြီးမင်းသမီးယူတန်နာတင်မော်ရယ်ချောဆွဆူအောင်စားတဲ့သူတွေနဲ့တရားဝင်တွဲခဲ့ဖူးတဲ့မိုးရံစွန်ကသူရဲ့ချစ်သူတွေကိုနှောက်နဲ့ရောကိုထီလန်ရောက်ရောရိုင်းပြကြမ်းတမ်းစွာပြုမှုခဲ့ပါတယ်။ဒါကြောင့်မိုးရံစွန်ကမကောင်းတဲ့လောက်ရက်တွေကြောင့်နာမည်ကျသွားခဲ့ရပါဘူး။ နံပါတ်၅နေတွေရုပ်ဆောင်မင်းသားနေတွေကလည်းရုပ်ရှင်နဲ့ဗီဒီယိုလောကမှာထိတ်တန့်မင်းသားတလက်မဖြစ်ခဲ့ရင်ကြောင့်နာမည်ကြီးပြီးတော့ပြိသက်ခိုင်မှာအားပေးခဲ့တဲ့ခေါင်းဆောင်မင်းသားတလက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းနေတွေးကမိုးရံစွန်လိုမျိုးပဲသူနဲ့တွဲခဲ့မှုတဲ့စစ်သူမိန်းကလေးတွေပေါ်မှာညတာထောက်ထားသနာရမျိုးမရှိပဲကိုတိလက်ရောက်စော်ကားခဲ့ပါတယ်။နေတွေးနဲ့ပြဿနာကြီးကျယ်တက်ခဲ့ရကတော့ဘေးမီမောင်ရဲ့ညီမဖြစ်သူတန်စင်မောင်ဖြစ်ပါတယ်။ဒါကြောင့်မင်းသားနေတွေးကနာမည်ကျသွားတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။အခုပြောပြခဲ့ရကတော့အချစ်ကျန်းတဲ့မင်းသားတွေဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။